်မင်္ဂလာပါရှင်2025ခုနှစ်မေလ6ရက်နေ့အတွက်မူလဝတ္ထားနှင့်ဇလဗေဒသတင်းများကို နေပြီးတော့မူလဝတ္ထားနှင့်ဇလဗေဒညွှန်ကြားမှုအစည်းအဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်တွင်ကဖြစ်ပေါ်ခဲ့တဲ့နေ့ပူချိန်အခြေအနေများမှာကချင်ပြည်နယ်မှာမေလရဲ့ပုံမှန်ပူချိန်ထက်3ဒီဂရီဆက်စီရပိုခဲ့ပြီးမကွေးတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့မှာမေလာရဲ့ပုံမှန်အပူချိန်တို့အား1ဒီဂရီဆယ်စီယံရောင်းနေခဲ့ကောင် ကြံတိုင်းဒေသကြီးနဲ့ပြည်내မြောက်မှာမေလာရဲ့ပုံမှန်ပူဇင်ခန္ဓာရှိခဲ့ပါတယ်။2025ခုနှစ်မေလာ9ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူကြတဲ့နေ့ပူဇင်အခြေအနေများမှာ6မြို့မှာ40ဒသမ5ဒီဂရီဆယ်ဆီယံမြင်းမူမြို့မှာ40ဒသမ4ဒီဂရီဆယ်ဆီယံညောင်လေးပင်မြို့နဲ့ပြည်မြို့တို့မှာ40ဒီဂရီဆယ်ဆီယံမကွေးမြို့မှာ39ဒသမ8ဒီဂရီဆယ်ဆီယံနေပြည်တော်ဇေယျသီရီမြို့နယ်မြင်းကျံမြို့နယ်ရွှေဘုံမြို့တို့မှာ39ဒီဂရီဆယ်ဆီယံ တရက်ဦးလေကြောင်းမိုးလေဝသမှာ38.5ဒီဂရီဆယ်စီယံနဲ့ညဝရီမြို့မှာ38.4ဒီဂရီဆယ်စီယံတို့ဖြစ်ကြပါတယ်။မေလာရဲ့အနေဆုံးအပူချိန်စံချိန်အသစ်အနေနဲ့ကတော့ဒီကနေ့မနက်မြန်မာစံတော်ချိန်6:00နာရီခွဲအချိန်တိုက်ထွာချက်များအရဟာခါမြို့မှာ6.4ဒီဂရီဆယ်စီယံ53.5ဒီဂရီဖာရန်ဟိုက်ဖြစ်ပြီးရခိုင်စံချိန်ဟောင်းမှာ6.5ဒီဂရီဆယ်စီယံ53.9ဒီဂရီဖာရန်ဟိုက်ဖြစ်ခါ 2025ခုနှစ်မေလ၄ရက်နေ့ကတိုင်းတော်ရရှိခဲ့ပါတယ်။မသားဝင်ရဝင်ရေးချင်းများမှာခန်တီမျိုးမှာ3.3.9လမဟိုမလင်းမျိုးမှာ3.3.16လမမြေမျိုးနဲ့ကောတောင်းမျိုးတို့မှာ3.3.17လမစီနေသထုံမျိုးနဲ့ပေါင်မျိုးတို့မှာ3.3.38လမစီတို့တိုင်းတော်ရရှိခဲ့ပါတယ်။ဒီကနေ့နေ့လေတနအိခွဲချင်းမိုးလွယ်သားကြိုးတို့မှာဖိအင်ရရှိတဲ့ပွင့်အရာ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တာမိုင်းတို့မှာတိန်သက်တမာတိန်တို့ထန်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတိန်အနေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့တနင်းတိုင်းတနေသားကြီးမှာမိုးတိန်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိန်တောင်များရွေလျားအနေရတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပြစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစတဲ့မိုးလဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မယ့်အကြံပြုရပါတယ် မြန်မာနိုင်ငံအလဲပိုင်းနဲ့မြဝကျွန်ဘော်ဒေသတွေမှာတိန်နေငယ်ဖြစ်နေပြီးကြံဒေသတွေမှာတိန်သတ္တမတိန်ထုတ်ထနေတာကို တွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပေါ်အရာမြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေမှာ လေပြင်းရွှန်နေနေတာကိုတွေ့ရပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းအသင်တင်ရှိပါမယ်။လှိုင်းမြန်မာမြမကံယူတန်းတရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာလေပင်မှာရှစ်ပေကန်ရှိနိုင်ပါတယ်။နက်ပြတ်မနက်တီခမ်းမန်းချက်များအနေနဲ့ကတော့ နေပြီးတော့မကွေးတိုင်းဒေသကြီးရခိုင်ပြည်နယ်ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာတင်းတက်တက်ဖြစ်ထွန်းပါမယ်။တနင်္သာရီတိုင်းဒေသကြီးမှာနေရာနံပြောင်းကချင်ပြည်နယ်မှာနေရာစစဲသကနက်ဒေသကြီးအထပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနဲ့ချင်းပြည်နယ်သကနက်ဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အေရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ကြားမုတ်တချုံရွာပါမယ်။ အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနယ်ပြည်နယ်များရဲ့မြို့ကြီးများလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုအတင်ပြပါမယ်ရှင်။ နေပြည်တော်နဲ့ဒီတော်အတွက်မနက်ဖြန်မနက်ထီးမိုးလွယ်သားအခြေအနေခံမှန်းကြမှာတိမ်တင်တင်ဖြစ်ထွန်းပါမယ်အမြင့်ဆုံးမူချိန်မှာ39ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနေအဆုံးမူချိန်မှာ25ဒီဂရီဆယ်စီယက်89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတဝိုင်းအတွက်မနက်ဖြန်မနက်ထီးမိုးလွယ်သားအခြေအနေခံမှန်းကြမှာတိမ်တင်တင်ဖြစ်ထွန်းပြီးမိုးထချုံရင်နေရာကွက်ကြားမွေးနေငယ်ရောင်းနိုင်ပါတယ် အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆယ်စီယက်69ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယက်85ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်မနေ့ပြမနေ့တည်းမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတင်တင်တင်ဖြစ်ထွန်းပါမယ်။အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆယ်စီယက်69ဒီဂရီဖာရဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယက်89ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။ နောက်နေ့ရက်အတွက်ခမန်းစင်များအနေနဲ့ကတော့ကချင်ပြည်နယ်၊သကနဒေသကြီးအထက်ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကျကျမှနေရာဆက်ဆိတ်မှုထစ်ချုံရပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းတဲ့နိုင်ချင်းထုတ်ပြန်တဲ့မိုးလွယ်သားနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။